န်ပြူမီတို့အာမန်စီစဉ်ကနေပြန်လဲချုပ်ဆိုလိုက်ပါတယ်ဒီအပတ်မှာတော့တော်လန်ပြူမီတို့ကိုအာမန်ပေးဖို့ဖိတ်ခေါ်ထားတဲ့သူကတော့ចောင်းသားလေယုံတက်တော်ရဲ့ဆေးပိုင်းဆိုင်ရာမှာတာဝန်ထမ်းဆောင်နေသူ KG ပဲဖြစ်ပါတယ်မင်္ဂလာပါတော့မိုက်နမီလေးနဲ့လက်ရှိမှာတာဝန်ထမ်းဆောင်တာလေးကိုမိတ်ဆက်ပေးလို့ရမလားရှင်ဟုတ်ကဲ့ပါကျွန်တော်နမီကတော့ KG လို့ခေါ်ပါတယ်ကျွန်တော်အခုလက်ရှိကတော့ចောင်းသားလေယုံတက်တော်မှာတာဝန်ထမ်းဆောင်နေပါတယ်ဗျအာနာမသိမ့်မီချင်းလေးကိုပြန်သွားလိုက်ရအောင်လေးနော် ကေးဟာသူ့နောက်ပြုတ်တယောက်ဖြစ်တယ်လို့အနေကြီးကြားသိရတယ်။ဒီတကြံကာလတွေမှာရောဒေါင်းနှုတ်မျိုးဆက်မှာတန်ချက်ထိုးတဲ့နေရာမှာပတ်ဝန်းကျင်ခဲ့တယ်လို့လည်းသိရတယ်ပေါ့နော်။အဲ့ဒီအကြောင်းလေးကိုပြန်ပြောပေးလို့ရမလားရှင်။အော်ဟုတ်ကဲ့ပါပေါ့နော်။အဲသူ့နောက်ပြုတ်တယောက်ဆိုတာလည်းဟုတ်ပါတယ်ပေါ့နော်။ကျွန်တော်အဲသူ့နောက်ပြုတ်တက်ကတူအနေပြီးရောအဲဖွဲ့ရထားပါလေ။ဖွဲ့ရထားပြီးရောအဲသူ့နောက်ပြုတ်တက်ကတူတက်နေရှင်ကာလအတွင်းမှာကျွန်တော်တို့ ကျွန်တော်တမက်ကားရရှိရပေါ့နော်ကျွန်တော်လည်းဒီနောက်တက္ကသိုလ်အကြောင်းသားများတမက်ကားထဲမှာလည်းပါဝင်ခဲ့တယ်တခြားတက္ကသိုလ်တွေမှာလည်းတမက်ကားရရှိပေါ့နော်ဒါတမက်ကားတွေမှာရှိရပေါ့နော်အဲလူကြီးကနေပြီးတော့စုပြီးတော့ပေါ့နော်တန်ချက်ပေါ့နော်ပြုလုပ်တယ်ပေါ့နော်ဒါလို့မျိုးဆက်တန်ချက်ဆိုတာအပြုလုပ်ခဲ့တယ်အဲ့တန်ချက်ထဲမှာလည်းကျွန်တော်2016ကနေပြီးတော့2019ထိပေါ့နော်တန်ချက်ထဲမှာလည်းတကြံကာလအတွင်းမှာဆိုရင်တန်ချက်တွေထဲမှာဆိုရင်ပါဝင်ခဲ့ပါဗျဒီရန်ကုန်ကလေးစေယုံကြီးမှာလည်းသူနာပြုအဖြစ်နဲ့တာဝန်ထမ်းဆောင်နေတာပေါ့နော် ဒီရန်ကုန်ကလေးစေုံကြီးမှာတာဝန်ထမ်းဆောင်ပြီးအပြန်မှာဖမ်းခံရလားဒါမှမဟုတ်အခြားနေရာမှာဖမ်းခံရလားဒီအကြမ်းဖက်စစ်တပ်ကဘာပြစ်မှုတွေနဲ့ဘာကြောင့် KO ဖမ်းဆီးခဲ့ရလဲရှင်သူကအိမ်အိမ်ပြန်တော့တဲ့အချိန်တော့မဟုတ်ဘူးကွာနော် အဲကျွန်တော်တို့အဲ2019ပေါ့နော်2019မှာတော့ကပေါ့နော်အဲကျွန်တော်ကတကြံတွင်းမှာကအဲ duty off ရတယ်ဗျာ duty off ရတဲ့အခါကျတော့တကြံတွင်းမှာဆိုတော့ကျွန်တော်တန်ကျပ်ဝင်ထွက် join တယ်ထွက် join ပြီးတဲ့အခါကျတော့တကြံပြီးတော့အဲကျွန်တော် duty ကပြောင်းဝင်ရပေါ့နော်စေယုံမှာပြောင်းဝင်ရတယ်စေယုံမှာပြောင်းဝင်ပြီးတော့အခါကျကျွန်တော်စေယုံမှာကကျတော့ကျွန်တော်အော်သူနာပြုတော်များစေယုံအဲစေယုံမှာပဲနေကြတာများတာကိုစေယုံမှာပဲကျွန်တော်နေရနေရချိန်မှာကျွန်တော်ဂျူတီအတွင်းမှာကိုအမ် တက်ကပေါ့နော်အခုလက်ရှိဟိုအာနာသိန်းဆိုရကနေပြီးတော့ပေါ့နော်စစ်ကောင်စီကနေပြီးတော့လာရောက်ဖမ်းဆီးရပေါ့နော်အမှအဓိကကဟိုငါးငါးကာကြီးအဲနှစ်မှုရ60တောက်ကာကြီးတမှုရပေါ့နော်အဓိကသူတို့အဲဟိုတက်မတော်ကိုအချီညိုပြက်စီတဲ့မှု60တောက်ကာကြီးကတက်မှုကကြတယ်သူဆက်သွယ်ရေးဥပဒေပုံမှာပေါ့နော်ကျွန်တော်လိုင်းဘောကနေပြီးတော့သူတို့ကိုဟိုပုတ်ခတ်တဲ့စော်ကားတွေဆိုရင်ပုံပြန်မျိုးနေပေါ့နော် အဲသူကလာဖမ်းတာပေါ့နော်လာဖမ်းပြီးတော့အဲအဲ့စိတ်ယုံကနေပြီးတော့ကျွန်တော်ဖမ်းခံလာတော့ပေါ့ဖမ်းခံလာရပြီးတော့အဲ2019ကကြံပြီးပေါ့နော်အဲ23ရက်နေ့မှာကျွန်တော်တရားရုံးကနေတက်ခြင်းပေါ့နော်ထောင်ထောင်ကြရပေါ့အခုလို့ဒီကေဖမ်းဆီးခံရပြီးနောက်ပေါ့နော်ပြန်လဲလွတ်မြောက်လာတဲ့အချိန်ကဘယ်ချိန်ဖြစ်မလဲရှင့်အာ2000အာ2020ကျွန်တော်တို့ကအောက်တိုဘာလမှာ အဲကိုဗစ်ဒီအဲကိုဗစ်ဒီဖြစ်နေတဲ့အဲကာလမှာပေါ့နော်ကိုဗစ်ဒီဖြစ်နေတဲ့ကာလမှာကျွန်တော်ပြန်လွတ်လာတယ်ပြန်လွတ်လာပြီးတော့တိတ်မကြောက်အဲနှစ်ပတ်နှစ်ပတ်နှစ်ပတ်အဲတပတ်ကျော်မှာကျွန်တော်အဲကိုဗစ်ဗော်လန်တီယာအနေနဲ့ပေါ့နော်အဲရန်ကုန်စစ်ရုံမှာကျွန်တော်ဝင်လုပ်တယ်ဝင်လုပ်ပြီးတော့ပြီးတော့အာနာတိတ်သွားတယ်ပေါ့နော်အာနာတိတ်သွားတယ်အဲ့လိုအနေထားပေါ့အရင်ကနေကလည်းဒီအကျန်းဖက်စစ်ကောင်စီကိုကေက တွန်းလှန်ခဲ့တယ်ပေါ့နော်ဒီအခု2021ခုနှစ်မှာလည်းဒီအကြမ်းဖက်စစ်တပ်ကအာဏာသိမ်းတဲ့အချိန်မှာရောဒီကိအနေနဲ့ဘယ်လိုပါဝင်ဖြစ်ခဲ့ရလဲရှင်အဲကျွန်တော်တို့ကဘယ်လိုအရင်ထဲရပေါ့နော်အရင်ထဲကဟိုဟိုစစ်တပ်စစ်တပ်ကိုပေါ့နော်အဲစစ်တပ်ရဲ့ဟိုမတရားမှုကြီးအဲပုံစံမကျမှုကြီးဥပမာဆိုရင် ဆက်တော်ထဲမှာဆက်တက်ပါဝင်တဲ့မှုတွေပြီးရခါကြရဖွဲ့စည်းပုံတွေအဲ့ဟာတွေကိုပေါ့နော်အရင်ထဲကမကြိုက်တဲ့လူကြီးပေါ့နော်ဒါတွေကလည်းမဖြစ်တဲ့ပြီးရခါကြရလူအခွင့်အရေးချိုးပေါက်တဲ့ကိစ္စတွေပြီးရခါကြရကျွန်တော်တို့အဆုံးဆုံးဟာပေါ့နော်ငြိမ်းချမ်းသာသနာပြနေတဲ့ကိစ္စတွေမှာဆိုရင်လည်းဖန်ဆီးမှုတွေဒါအများကြီးလေဟိုဒါအာနာမသိခင်ကာလတွေမှာလည်းကြုံတွေ့ခဲ့ရတဲ့ဟာကြီးအများကြီးရှိတယ်ကျွန်တော်တို့ဆိုလည်းအဲ့လိုအာနာမသိခင်ကာလမာတဲ့ဟိုစစ်တက်ကနေပြီးတော့တရားစွဲပြီးတော့ကျွန်တော်ထောင်ထောင်ကြတယ်ပေါ့နော် အမြင်အရင်ထက်ကတက်မလားရန်သူတွေပြန်တွေ့နေရတယ်လို့ပဲလေဟိုအနာမသိခင်တည်းကလည်းရန်သူပဲအနာသိပြီးတော့လည်းပို့ပြီးတော့ရန်သူဖြစ်နေတယ်လို့အဲအဲ့လိုပုံစံမျိုးဖြစ်နေရဗျာအနာမသိခင်တော့ကလည်းဟိုပတ်မျိုးတက်ဖို့သူတို့အဲ့လိုမျိုးတော်လန်နေတယ်အဲအခုကကြတော့ official ပေါ့ဒီလားလူတိုင်းတော်လန်နေတဲ့အရာကိုဟိုဝိုင်းပြီးတော့ဟိုတက်မလားလူလူလူအင်းကပို့ပြီးတော့တောက်သွားတာပေါ့အရင်တော့ကကြလူအင်းကမတောက်မတောက်ဘူးပေါ့လေဟိုကျွန်တော်တို့ဒီ ဟိုတမကအတိုင်းဝိုင်းထဲကလူတွေတက်မလားဟိုစစ်တပ်ကအဲဘလောက်ကမှကောင်းကျိုးမရှိဘူးလေသူသူ့ရဲ့ဟိုဟိုဘာလို့ပြောမလဲသူ့ရဲ့အကျိုးကျေးဇူးလေဟိုဟိုတက်မလားစစ်တပ်ရဲ့အကျိုးကျေးဇူးမူလို့အောင်ရှူရမရှိဘူးလို့အဲ့တက်မလားအရင်ထက်ကဟိုတိတ်ခဲ့တဲ့လူကြီးပြအခုကျလူတိုင်းကတိသွားပြီလားအခုအာနာတင်လိုက်တဲ့အခါကျမှတဖြည်းဖြည်းနဲ့ကိုယ့်ဘက်ကအေအားတောက်လာတယ်လို့အောင်မှအဲ့လိုမျိုးခံစားလာရလေအရင်တော့ကကြတော့လူတစုပဲအခုကကြတော့တနိုင်ကလုံးနီးပါးပေါ့တော့အဲ့အဲ့လိုမျိုးဟို အကုန်လုံးပါဝင်လာကြတာပေါ့နော်အရင်ထဲကလည်းအဲစစ်တပ်ကမကောင်းနေဘူးဆိုတာကျွန်တော်တို့တိတိတိရဲ့လူပြီးတော့တိခဲ့တယ်အရင်ထဲကလည်းတနည်းတစ်ဖုံကျွန်တော်တို့တော်လန်ခဲ့တယ်အခုကကျတော့တကယ် official တဲ့လားဟိုတော်လန်နေရတွားတာပေါ့မျိုးတော်လည်းရေးမှလည်းပါဝင်ခဲ့တယ်ပေါ့နော်ဒီတော်လည်းရေးမှပါဝင်ရတဲ့အခါမှာရောဒီအမျိုးသမီးတယောက်ဖြစ်တဲ့အကြောင်းပေါ့နော်ခက်ခဲတွေရင်ဆိုင်ခဲ့ရလားအဲ့ဒီခက်ခဲတွေကဘာတွေဖြစ်မလဲရှင် ဒီကတော့အနာသိမ့်မှုအနာသိမ့်လိုက်တဲ့အချိန်မှာပါအခက်ခဲဆိုတာကပေါ့နော်ဟိုအမျိုးသမီးတယောက်အနေနဲ့ဟောပေါ့နော်အမှန်ကတော့အမျိုးသမီးတယောက်အနေနဲ့လို့ဆိုတာအထက်ကိုအဲ့လိုပြည်သူပြည်သားပေါ့နော်ပြည်သူပြည်သားဒီမြန်မာနိုင်ငံမှာရှိနေတဲ့လူတော်များကအနာသိမ့်မှုပြီးရဲ့နောက်မှာပေါ့နော်အခက်ခဲဒီတိုင်းခံစားရရကွာအခက်ခဲမခံစားရတာဆိုတော့ကွာဟိုသူတို့စိတ်အုပ်စုရဲ့ ဟိုတောက်တိုင်းနေစေအုစုကလူတွေပဲစစ်ကောင်စီဘက်ကလူတွေပဲပေါ့နော်ဒီစိုးကြိုးမခံစားရတာပေါ့နော်ကျန်တဲ့ပြည်သူတွေအကုန်လုံးကဒီအခက်ခဲတွေရောမျိုးစုံပေါ့အဲခံစားရရပေါ့နော်တ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 ော်လဲဟိုခံစားရတဲ့လူတွေအများကြီးစီးပွားရေးရပဲကြီးကြီးကျန်းမာရေးရပဲဖြစ်ဖြစ်ပေါ့နော်ဟိုလုပ်ငန်းကင်ငန်းပဲဖြစ်ဖြစ်အကုန်လုံးပေါ့နော်အဖက်ဖက်ကနေပြီးတော့ကျွန်တော်တို့ပြည်သူတွေရောကျွန်တော်တို့အပါဝင်ရောပေါ့နော်အခက်ခဲတွေအများကြီးပေါ့နော်ဟိုကြုံတွေ့ရတယ်ပေါ့နော် အဲကျွန်ကျွန်တော်တို့ကြုံတွေ့ရတဲ့အခက်အခဲတွေပေါ်ကိုဘယ်လိုအဲကျင်းဆိုင်ကြမလဲဘယ်လိုအဲဘယ်လိုဘယ်လိုဟိုကြော်လွှားကြမလဲပေါ်ပဲအဲမူတီရပါတော့အခက်အခဲတစ်ခုနဲ့တစ်ခုဟာလည်းတယောက်နဲ့တယောက်မတူမတူတဲ့ခါစားပြောပေါ်ကနည်းနည်းခက်ခဲတယ်လို့ကျွန်တော်မြင်နေဗျာဥမာဆိုရင်ဟိုအရင်ကဟိုကျွန်တော်ဆိုရင်အရင်တော့ဆိုရင်အဲ့လို ဟိုကောင်းကောင်းမွန်မွန်နေရကြိုက်တယ်ကောင်းကောင်းမွန်မွန်စားရကြိုက်တယ်တဲ့မလားအဲဒါလဲကွာဒီရောက်တဲ့ခါကျတော့ကျွန်တော်တို့ဘာဖြစ်သွားလဲဆိုတဲ့ခါကျကျွန်တော်ပုံစံတစ်ခုပြောင်းသွားလိုက်ရတယ်အဲဒါလဲအခက်ခဲအခက်ခဲတစ်ခုပေါ့အခက်ခဲတိုင်းအခက်ခဲတိုင်းကတော့ဟိုဟိုဟိုကြီးရအခက်ခဲတဲ့တေးတဲ့အခက်ခဲလေးပဲပါသွားတာပါဒီကာလမှာတော့လူတိုင်းကတော့ဟိုကိုယ်ခက်ခဲနဲ့ကိုဟိုညားနေကြတာပေါ့ဒီရှေးရိုးစဲနေရာတွေမှာဒီအမျိုးသမီးတွေကိုဦးစားမပေးတဲ့နေရာမှာတွားရောက်ရတဲ့အခါမျိုးရောဘာတွေကြုံတွေ့ရလဲရှင် အဲ့လိုကိစ္စတွေကတော်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 ဆိုးတယ်ပေါ့နော်အဲကျွန်တော်တို့တိုင်းသားဒေသတွေမှာနေရတာလည်းရှိရဲအဲတချို့ကတော့အဲ့လိုအဲတောင်ပေါ်ဒေသတွေမှာလည်းနေရတာရှိရဲပေါ့နော်ဥပမာတစ်ခုပြောရမယ်ဆိုရင်ဟိုအခုချိန်ထိပေါ့နော်ဟိုတွေ့ရနေရတိုင်းမှာကျွန်တော်တို့အများကြီးကြောရတဲ့အခါဗာလေးဆိုတဲ့အခါတိုင်းကျွန်တော်တို့အမျိုးသမီးကြီးအတွင်းခံလမ်းတဲ့ကိစ္စပေါ့နော်တွင်းခံလမ်းတဲ့ကိစ္စအဲအတွင်းခံကိုတော်တော်များများက အဲ့မှာပေါ့နော်ရှိရဲ့အမျိုးသမီးတွေတော်များကအတွင်းခံကိုအဝိဇ္ဇာတစ်ခုခုနဲ့ပဲဖြစ်ဖြစ်သူ့ထမိန်နဲ့ပဲဖြစ်ဖြစ်သူ့အင်ကြီးနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့အပေါ်အတွင်းခံပေါ့ဘော်လီရော အောက်အတွင်းခံပေါ့သူတို့အဲ့လိုမျိုးအုပ်ပြီးတော့လှမ်းကြရပေါ့နော်အုပ်ပြီးလှမ်းကြရခါကျကျွန်တော်တို့ဆိုအဲ့လိုကျမကြီးဆိုင်ရဟိုပေါ့နော်ဟိုဝန်ထမ်းတယောက်ပေါ့နော်အဲ့ဒီဒေတာမှာရှိရဲ့ပေါ့နော်မျိုးသမီးတော်တော်များကဘာခံစားရလဲဆိုတော့ချီလန်ချောင်းပူးဝင်တဲ့ကိစ္စတော်တော်ခံစားရဘာလို့လဲခါကျတော့အတွင်းခံနေကိုနေနေရန် ပူနေတဲ့အချိန်မှာတစ်ခုခုနဲ့အုံနှမ်းတဲ့ကိစ္စဘာမှမဟုတ်ဘူးပေါ့နော်သူ့ဟာသူအဆင်ပြေရပေါ့နော်လို့မိုးရသည်လို့အချိန်နေမျိုးမှာမိရလည်းအယမ်းမူကျွန်တော်တို့ဒီဘက်ဒေသကြီးမှာမိုးကတောက်လျှောက်ဘာမိုးရသည်မတိုင်ခင်မှာဟဲ့မိုးကအဲ့လိုမိုးများတက်တက်ရသည်ဗျာမိုးရပြီဆိုလည်းတောက်လျှောက်ဖန်ဆက်တော့အဲ့လိုမျိုးရွာတယ်ဗျာအဲ့လိုရွာသည်မျိုးတွေမှာဆိုလည်းသူတို့အဲ့လိုမျိုးအတွင်းခံကို အုပ်ပြီးလှမ်းနေကြတဲ့အခါကျတင်းကံမှလို့ပိုဆွဲတာတွေပါရှိအဲ့ရတဲ့တဆင်အဲ့လိုစီလံအကြောင်းပိုးဝင်တဲ့ကိစ္စတွေတော်တော်များတယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်ရောက်သားချင်းကျွန်တော်တို့ကကျွန်တော်တို့ရန်ကုန်ရန်ကုန်အထားပေါ့ရန်ကုန်ထားလို့ပြောမှာပေါ့နော်ရန်ကုန်ထားလူငယ်ထားပေါ့တရားမလားအတွင်းကံလည်းကျွန်တော်ဆိုရင်အတွင်းကံတော့ပါဆိုကျွန်တော်နေအောင်ကောင်းကောင်းရတဲ့နေရာမှာကျွန်တော်လှမ်းတက်တယ်ကွာအဲ့တော့ကျွန်တော်တို့ပုံမှန်တိုင်းပဲအော်ရေချိုးပြီးရခါကျတော့ကိုကိုနေတဲ့နားမှာပဲအော်နေအောင်ရတဲ့နေရာလေးမှာလို့အတွင်းကန်လေးလှမ်း အလန့်တဲ့ခါကြတော့အဲအဲ့ရဟိုဘောနော်အမျိုးသမီးတွေကဘာပြောလဲဆိုအဲ့လိုမျိုးမလန်းရဘူးယောက်သားလေးတွေဖုံးနေမယ်အပြည့်ရဲ့ခံစားကွာချောင်းတစ်ခုတည်းကွာချောင်းချောင်းတစ်ခုတည်းမှာဟိုမှာအမျိုးသမီးတွေကတော့အောက်အောက်ရောက်တဲ့နေရာမှာကွာရေချိုးရတယ်အမျိုးသားတွေကတော့အပေါ်မှာချိုးရတယ် အပြီးအနေနဲ့နေရာမှာဗျာကျွန်တော်တို့ကလည်းအထက်ရောက်တဲ့နေရာမှာကျွန်တော်နေရထက်ရောက်မှာအထက်ရောက်တဲ့နေရာမှာနေရပြီးတော့ဘေးထဲမှာချောင်းချီပြီးတော့ကွာချောင်းထဲမှာကြီးစင်မချိုးရအောင်ဘာလဲဆိုတော့ကျွန်တော်တို့အောက်မှာဟိုအောက်ဘက်ချမ်းမှာနေရပေါ့နော်ဟိုအမျိုးသားမျိုးသားတွေရှိရမှာပေါ့ကြီးစင်ချိုးလို့မရအောင်ပေါ့နော်အဲ့ဒါကျွန်တော်ဟိုဘာလို့ပဲဒီမှာဘေးထဲမှာချောင်းရှိနေရဟာဟိုဘာလို့လို့ကြီးကိုခက်ပြီးတော့ချိုးနေရလဲဆိုတဲ့အခါကျမှအဲ့အချိန်မှာတော်တော်အမျိုးကြောကြရကွာအောက်မှာမျိုးသားတွေရေချိုးတာမှုလို့ ်တတိယမလားမျိုးသမီးတွေအပေါ်ကနေမချိုးတင်ဘူးဒါဖုံးခံနေတတ်တယ်အပြည့်ခါကြရင်စစ်တပ်ရေးမအောင်မြင်ဘူးလို့အဲအဲ့လိုမျိုးတွေကွာတည်ရလားယောက်ျားလေးတွေဖုန်းနှိပ်သွားတဲ့အတွက်ကြောင့်လို့စစ်တပ်ရေးမအောင်မြင်ဘူးစစ်ရှုံးသွားတယ်အဲ့အဲ့လိုမျိုးကွာသူတို့ရဲ့ဟိုကတဦးဟိုဟိုအဲ့ဟိုနေခဲ့တဲ့နေရာတွေရဲ့စစ်တေသားရေးပေါ့နော်စစ်တေသားဆိုတာထက်ကိုနေရာတွေရဲ့ပေါ့နော်စစ်ပတ်ဆိုင်ရာအမျိုးသမီး ီအဲတယောက်ချင်းတွေမျိုးသမီးရဲဘော်တွေမျိုးသမီးအရာရှိတွေတယောက်ချင်းစီတိုင်းမှာအဲ့လို mindset ရှိနေတာဗျာအဲ့လို mindset ရှိနေတဲ့အခါကျတော့ဒီရေကိုချိုးလိုက်လို့လေစစ်ပွဲကအောင်နိုင်ခြင်းမအောင်နိုင်ခြင်းကသွားပြီးတော့မတက်ရောက်နေဘူးပြည့်ခါကျရင်နေပူရဲ့နေရာမှာ အတွင်းခံကိုသူတို့ရဲ့အတွင်းထဲမှာဘယ်လောက်ရှိလဲဆိုရင်မျိုးသမီးရဲ့အတွင်းခံတယောက်အဲ ကိုယ့်ရဲ့အတွေ့အခံကိုမျိုးသားတယောက်မြင်သွားတဲ့ဟာကချက်ဖို့ကောင်းတယ်ဆိုရဲအတွေ့အကြုံတော်တော်များတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကအဲ့မှာနေနေတဖြည်းဖြည်းနဲ့ပြန်ပြင်ပြီးရတယ်မျိုးသမီးတွေအတွင်းဟာကိုနေဘူးထဲမှာဘာကြောင့်လှမ်းတင်လဲအဲနေဘူးပြီးဆိုရင်နေဘူးတဲ့အချိန်မှာဘာကြောင့်လှမ်းတင်လဲအဲမလန်းဘာကြောင့်ဘာကြောင့်ဘာရီဘာရီဖြစ်ပါလေဆိုတဲ့ဟာမျိုးတွေလဲသူတို့ထဲကိုတဖြည်းဖြည်းနဲ့ရိုက်သွင်းပြီးရတယ် ပြီးရခါကျရင်ခုနကပြောတယ်လို့ကျွန်တော်ရေချိုးတဲ့ကိစ္စပေါ့နော်ကျွန်တော်ဆိုအဲ့လိုကြုံထုံတော့အဲ့ကောင်ရောက်သွားတော့ကွာအဲ့လိုမျိုးမတိဘဲနဲ့တည်ရမလားကျွန်တော်ရေစင်းချိုးလိုက်တယ်ချောင်းရင်းရှိနေတဲ့ခါကျတော့ကိုလေးဟိုရန်ကုန်ရဲ့စစသားကြီးရောက်ရင်အဲ့လိုရေဘုံနေလည်းအများကြီးမဆွဲနိုင်သေးဘူးကိုချိုးရေကိုခတ်ပြီးတော့လေအဲ့လိုမျိုးမချိုးနိုင်သေးဘူးမချိုးနိုင်တဲ့ခါကျချောင်းရင်းရှိနေတာချောင်းထဲမှာကျွန်တော်ဝင်ချိုးတယ်ဝင်ချိုးတဲ့ခါကျတော့အဲ့အိမ်မှာရှိတဲ့လူကဝိုင်းစုတာအဲ့လိုမချိုးရဘူးဘာလို့ညာအောင်တည်ရမလားဒါဒါစပွဲကဘာဖြစ်တတ်တယ်ယောက်ျားတွေကဖုန်နှိပ်သွားရင် တိုက်ပွဲကမအောင်မြင်တော့ဘူးစစ်ပွဲကမအောင်နိုင်တော့ဘူးအဲ့အဲ့လိုမျိုးရှောက်ပြောတာဗျာရှောက်ပြောရှောက်ပြောတဲ့အဲ့ဟာတွေကိုကပြေးပြေးနဲ့ပြင်ယူရတယ်သူတို့အမျိုးသမီးတွေကဘလို့ပါဒါတွေကတကယ်တော့မဟုတ်ပါဘူးတကယ်တော့လူနဲ့ပဲဆိုင်တာပါအဲ့အဲ့ဟာတွေတော်တော်ငမျဆဆာကိုကျွန်တော်တို့တပြေးပြေးနဲ့သူတို့ကွာတိတိတတမဟုတ်ပဲနဲ့မတိမတာလေးအဲ့လိုမျိုးဟိုဟိုဘလို့ပြောမလဲဟိုအဲ စကားလက်ဖက်တုပ်ဆိုင်နဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့အဲ့လိုတစ်ခုခုပေါ်တော့မုန်ဆိုင်နဲ့ပဲဖြစ်ဖြစ်ကော်ဖီတောက်နေနဲ့ပြီးပြီးငါပဲအဲ့လိုမျိုးအရန်အေးလို့မီးလုံနေပဲဖြစ်ဖြစ်အဲ့လိုအချိန်ကြီးလေးမျိုးတွေမှာသူတို့ထဲကိုအဲ့လိုမျိုးတစ်ဖြည်းဖြည်းတစ်ဖြည်းဖြည်းနဲ့အဲ့လိုရိုက်သွင်းရတာပေါ့အဲဒါကတော့ဟိုဟိုဒီဒီလိုဒေတာတီမှာအများဆုံးကြုံတွေ့ရတဲ့ရွှေဒါတစ်ခုပေါ့နော်ရှေယူစဲအမူဝါဟိုပေါ့နော်အယူအယူဝါဒတွေပေါ့နော်အဓိကကျွန်တော်တို့အရှေယူဆွဲဟာရီရလဲဘာလဲဆိုတဲ့အခါကျပညာရေးကြောက်လေအများကြီးဆိုင်တယ် အလဒီလိုဒေတာတွေမှာအနာမသိခင်ကာလမှာလေပညာရေးဆိုင်ရာတွေမှာလည်းတော်တော်အားနည်းနေပေါ့နော်ဟိုအဲအဲ့ဟာတွေကြောင့်လည်းအများကြီးကွာဖားတယ်ပေါ့နော်ကျွန်တော်တော်လာရဲ့အလုံမှာတော့ဒီလိုမျိုးတွေမဖြစ်အောင်လို့ပေါ့နော်တဖြည်းဖြည်းနဲ့ကျွန်တော်ဒီကာလမှာထည့်ရတည်ဦးတဖြည်းဖြည်းနဲ့ဟိုဟိုပြောင်းလဲပြောင်းလဲသွားတင်သွားတဲ့အရာတွေလို့ကျွန်တော်မြင်ပါတယ်ဗျအမျိုးသမီးတွေကိုဒီစကားစမြည်ပြောရင်းနဲ့ပေါ့နော်ဒီကျမ်းမာရေးစောက်ရှောက်မှုတွေကိုအတိပညာပေးတဲ့အခါမှာဟိုအဲ့လိုအခါမျိုးလုပ်တဲ့ဟာမှာပေါ့နော်အဲ့လိုသူတို့က ဘလို့တုံ့ပြန်လဲရှင်တချို့လူတွေကပြောလို့ရရင်လူရှိရဲ့ဗျာတချို့ကတော့တကယ်သူကတကယ်မသိဘူးမသိမသိလို့သူကဘလို့မျိုးလိုက်ရှောင်နေရတယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတာကွာအတချို့ကကြတော့တိသွားတဲ့အခါကျတော့နည်း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 ပြင်လာတာလေးရှိရဲ့အတချို့ကကြတော့လုံးဝကို လုံးဝအယောက်ျားလေးခေါင်းကိုပုတ်လိုက်တာဟာကယောက်ျားလေးခေါင်းကိုရိုက်လိုက်တဲ့ဟာကဖုံးနှိပ်တာဆိုတဲ့ဟာကိုအလုံးဝလည်း ဘယ်လိုမပြင်းတဲ့လူလေးရှိရဲပေါ့နော်မပြင်းတဲ့လူလေးရှိရဲတချို့ကြတော့နည်းနည်းချင်းပေါ့နော်ဟိုဟိုပြောပါအများလာတဲ့ခါကျသူတို့လည်းခေါင်းထဲရောက်လာပေါ့နော်အဲတဖြည်းဖြည်းနဲ့ဟိုကျွန်တော်တို့ဒီမားနေပြီးတော့လာတဲ့လူတဖြည်းဖြည်းဒီလိုဒေတာတွေမှာတဖြည်းဖြည်းနဲ့တော်လရင်အရာစုကြီးတဖြည်းဖြည်းနဲ့များလာတဲ့ခါကျတော့ဒီ mindset ဒီကတဖြည်းဖြည်းနဲ့ဟိုပြန့်ပြန့်လာတယ်ပေါ့နော်ပြန့်ပြန့်လာတယ်အရင်တော့ဆိုရင်ဟိုဟိုရန်ကုန်မှာမင်္ဂလာတွေဆက်တိုက်တော့တာတကယ်တော့ဟိုဘာမှမဟုတ်ဘူးတကယ်လား ိုဘာဘာမဟုတ်ပုံမှန်လေးပေါ့နော်ဒါပေမဲ့အဲ့မှာဟိုဆလိတ်တောက်တဲ့ဟာကမိန်းကလေးပြောက်ဆလိတ်တောက်တဲ့ဟာကအရန်အထူးဆန်းဖြစ်တယ်ပေါ့နော်အနောက်ပိုင်းလေးခြောက်ပထမကကျွန်တော်ယောက်သားချင်းမှာကျွန်တော်လောက်ပဲအဲ့လိုဆလိတ်တောက်တောက်တာခွာအနောက်ပိုင်းလေးကြောက်တဖြည်းဖြည်းနဲ့ဒူးတွေများလာတဲ့ခါကျတော့ဆလိတ်တောက်လာတဲ့ဟာကအဲ့လိုဟိုဒါကတော့ normal light ဆိုပြီးဟာသူတို့လည်းလက်ခံလာတယ်ပေါ့နော်ဒါ normal light ဟိုဒါပုံမှန်ပဲပေါ့နော်အဲအဲ့အဲ့လိုမျိုးသူတို့လည်းတဖြည်းဖြည်းနဲ့ဟို လက်ခံလက်ခံလာတယ်ပေါ့နော်အဲအဲ့လိုအဲ့လိုမျိုးပေါ့နော်ကြည့်မယ်တယောက်တည်းကနေပြီးတော့ပြောနေရတဲ့စာဘူးပေါ့နော်အဲပုံမင်းချင်းမှာရှိရပြီးကုန်းကတဖြည်းဖြည်းနဲ့ကြောင်းသွားပြီကွာဒီအမှုကျင့်ကအဲမှားနေတာလို့ဘာလို့ဆိုမှာကွာသူတို့လက်ခံလာလိမ့်မယ်ကြာအဲကြောင့်ကျွန်တော်တို့ဟိုတော်လရင်မှာပါတဲ့အမျိုးသမီးတော်တော်များလေဟိုတချို့ချေရိုးဆွဲဟာဒီကိုလို့တဖြည်းဖြည်းနဲ့ပေါ့နော်တော်လရင်အင်အားစုကြီးတော်တော်များများရှိနေတဲ့အမျိုးသမီးတဖြည်းဖြည်းနဲ့လို့ဟိုရှင်းပြရှင်းပြရှင်းနဲ့လို့ ထည့်တင်ထားပြီးတော့ဒီရှေးရိုးဆဲအယူဝါဒတွေအကုန်လုံးပယ်ဖျောက်ဖို့လိုလိုအပ်တယ်လို့ကျွန်တော်မြင်ပါတယ်ဗျာဒီဆာရွက်ဆာတဲ့နေရာဆာအုပ်ထဲမှာပဲရှိပြီးတော့ဒီလှွတ်တော်မှာရောအလုတ်ခွင်မှာဆာတဲ့နေရာတွေမှာပေါ့နော်ဒီအမျိုးသမီးကဒီအလုတ်ခွင်မှာဘယ်လောက်ပါရမလဲဒီလှွတ်တော်မှာဘယ်လောက်ပါရမလဲဆေးရုံတွေမှာဘယ်လောက်ပါဆန်တီရှိရမလဲပေါ့နော်တကယ်လက်တွေမှာကြာအဲ့လောက်ပတ်ဝန်းမှုကမများဘူးလေနော်အဲ့ဒါရင်းနဲ့ပတ်သက်ပြီးရောအမနေနဲ့ဘယ်လိုမြင်လဲရှင်အမနေရှုပ်ရှုပ်ခေးရဆိုတာအဲ့ဒါပေါ့နော်ကျွန်တော်ဟုတ်အရင်ထက်ရလဲပေါ့နော်ဒါဟုတ် ဂျန်နာစီရိုတိုက်လို့ပြောရမှာပါအချမ်းမဘရောမဒန်တူညီဘရောမမရှိခဲ့ဘူးအမြဲတမ်းလဲအချမ်းမဒန်တူခွင့်ရရဖို့အတွက်လည်းဟိုဒီနောက်ပိုင်းနေမှာပေါ့နော်ကျွန်တော်နောက်ပိုင်းနေမှာဟိုဟိုတဖြည်းဖြည်းနဲ့ဟို NLD ရဆိုရလက်ထက်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့အိမ်မှာစပြီးရောလူခွင့်ရေးကိစ္စတွေလောက်လာတဲ့အဖွဲ့အစည်းလေးအများကြီးရှိလာတယ်ပေါ့နော်အများကြီးရှိလာတယ်အဲတဖြည်းဖြည်းနဲ့လည်းဟိုနေရအောင်ပေါ့နော်တချို့ဟာတွေဆိုရင်တကယ်စောက်ထဲမှာစောက်ထဲမှာတော့ အဲအလုတ်ခင်မှာတော့မျိုးသမီးရခိုင်တော့ဘယ်လောက်ရှိရမလဲအလွတ်တော်ထဲမှာမျိုးသမီးရခိုင်တော့ဘယ်လောက်ရှိရမလဲအဲ့လိုပြောပြမယ်တကယ်လက်တွေ့မှာကဘယ်လိုဖြစ်လဲဆိုရဲ့ခါကြတော့ဟိုကိုယင်တရားပေါ့နော်တမိုင်းတမိုင်းတမိုင်းချောင်းရကောလူမှုရေးအရာကိုအရန်ရှုပ်ထွေးတဲ့ဒါပြဿနာလीဒီအမျိုးသမီးနဲ့ဟိုအเจ้าမတန်းတူမရှိခဲ့တဲ့ဟာကဟိုအဲ့ဒါကလည်းဘာလို့လဲဆိုတော့ တမိုင်းရေးခဲ့တဲ့လူတွေနဲ့လည်းဆိုင်နေပေါ့နော်တမိုင်းရေးခဲ့တဲ့လူတွေအကုန်လုံးတော်တော်များယောက်ျားလေးတွေပဲဖြစ်နေတဲ့အခါကျတော့တကယ်အမျိုးသမီးဟိုအမျိုးသမီးတွေကဟိုရင်ဒီကဟိုပညာသင်ခွင့်မရဘူးပြီးခါကြရင်အယောက်ျားယူဟိုတမလားဟိုမိဘတွေရဲ့အလိုတော်ကြတိုင်းယောက်ျားကိုဆော့ဆော့ယူရတယ်ပြီးခါကြရင်ကလေးမွေးရတယ်ပြီးခါကြရင်ခမင်းချိုင်ဟင်းချက်ကလေးထိန်အဲဒါတွေအကုန်လုံးကွာမိန်းမတွေရဲ့လုပ်ငန်းတာဝန်ဆိုပြီးတော့အဲ့လိုမျိုးစပြီးတော့ ခွဲဟိုတဲ့မလားတတ်မှတ်ပြီးလိုက်တယ်ပေါ့နော်လူတွေနဲ့လည်းအများကြီးဆိုင်နေပေါ့နော်အဲ့ဆိုင်နေဆိုရလဲအဲ့ဟာလဲတမိုင်းရေးရဲ့လူနဲ့လဲဆိုင်နေကွာတမိုင်းရေးရဲ့လူကြီးလိုက်တော့လဲတမိုင်းရေးရဲ့လူတွေအကုန်လုံးကလဲယောက်ျားတွေဖြစ်နေလားယောက်ျားတွေဖြစ်နေတဲ့အခါကျတော့ဟိုယောက်ျားတွေဘက်ကိုပဲဟိုဇောင်းဇောင်းထားပြီးတော့ရေးတယ်ပေါ့နော်အဲကျွန်တော်တက်မှာဆိုရင်တော့ဘယ်လိုရှိလဲဆိုရဲအခါကျတော့အဲယောက်ျားလေးလဲလုံနိုင်ရမယ်မိန်းကလေးလဲလုံနိုင်ရမယ်ဆိုတဲ့ဟာမျိုးရှိရဗျာအဲ အကျွန်တော်တက်မှာဆိုရင်လည်းဘယ်လိုလဲဆိုတဲ့ခါကျတော့တာဝန်ရှိရလူအဲအရေးအတွက်မှာဆိုရင်အရေးအတွက်မှာဆိုရင်အဲဌာနအဲဌာနတချို့တာဝန်ရှိရဲ့ ခန္ဓာတွေမှာဆိုရင်အမျိုးသမီးတွေအခန်းကဏ္ဍကိုမြင့်တင်ပေးထားရလေရှိရဲ့ပြီးရခါကြရင်အမျိုးသမီးတွေဥဆောင်မှုခန်းကဏ္ဍကိုလိုက်နေရဲ့အမျိုးသားတွေလည်းရှိရဲ့ပေါ့နော်အဲအဲ့လိုမျိုးပေါ့နော်ဒီဒီကာလတွေကနေအစပြီးတော့ပေါ့နော်ဗဒက်ချင်းစီပဲဖြစ်ဖြစ်ဒီတော်လည်းကြီးအင်အားစုကြီးမှာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုအမျိုးသမီးတွေရဲ့အခန်းကဏ္ဍကိုမြင့်တင်ပေးဖို့လေအများကြီးအဲလှုပ်ဖို့လေလိုအပ်တယ်ပေါ့နော်ခုနကျွန်တော်ပြောသလိုပဲဟိုဟိုဂျန်နာစီကိုတိုက်နေ ဒီဒီကိစ္စကကြတော့တမိုင်းနဲ့လူမှုရေးအရာဟိုရှုပ်ထွေးနေတဲ့ကြေညာကြီးတကယ်ဖြစ်နေဟာကိုအဲ့ကြေညာကိုကျွန်တော်တို့ကဒီကာလထဲကနေပြီးတော့တဖြည်းဖြည်းနဲ့စပြီးတော့ပြင်ဖို့တော့လိုအပ်တယ်ဗျာအဲစပြီးတော့တွန်လိုင်းအင်အားစုကြီးတဖြည်းဖြည်းနဲ့မိမတွေရဲ့အခန်းခဏကိုမြင့်တင်ပေးတာပဲဖြစ်ဖြစ်မိမတွေကဒီအလုပ်လုပ်နိုင်တယ်ဥဆောင်နိုင်တယ်ဆိုရင်နေရာပေးဖို့တွေအဲ့တက်မလားအဲအဲ့လိုမျိုးဟာတွေတဖြည်းဖြည်းနဲ့စပြီးတော့ကြံသုံးတက်နေနေရာပေးတက်နေလို့လည်းကျွန်တော်မြင်ပါတယ်ဗျာ ဟုတ်ဒီအခုလက်ရှိចောင်းသားလက်ယုံတက်တော်မှာရောအမအနေနဲ့ဒီစေပိုင်းဆိုင်ရာတွေမှာပေါ့နော်ဆုံးဖြတ်ခွင့်အနေနဲ့ဘယ်ခန်းခဏတိရှိနေပြီလဲရှင်အဲအဲ့ဒါကတော့ကျွန်တော်တို့တယောက်ဟိုစေပတ်ဆိုင်ရာကိစ္စမှာဆိုရင်ကျွန်တော်တို့ကျွန်တော်စေပတ်ဆိုင်ရာမှာဆိုရင်ဒီတက်မှာဆိုရင်ကျွန်တော် အတီးရေပေါ့နော်အတီးဆုံးဟိုတောင်ပင်ရှိဆုံးပုတ်ကိုပေါ့နော်တောင်ပင်ရှိဆုံးပုတ်ဆိုကိုဆိုတဲ့ခါကြတော့စေပတ်ဆိုင်ရဲ့ကိစ္စတွေမှာဆိုရင်ကျွန်တော်ကျွန်တော်ဆုံးဖြတ်ချက်နဲ့ကျွန်တော်ကျွန်တော် decision making နဲ့ကျွန်တော်အကုန်လုပ်တယ်ပေါ့နော်ဒါပြည့်ရခံကြရင်တပတ်ဆိုင်ရဲ့ကိစ္စတွေမှာဆိုရင်လေကျွန်တော်တို့မှာကားကြတော့အစင်စင်ပေါ့နော်အစည်းအဝေးနဲ့သွားတယ်အဲညီလာခံနေနဲ့သွားတယ်အဲ့မှာကိုကိုတိုင်းလည်းမဲပေးပိုင်ခွင့်လည်းရှိရဲ့အဲဥမာဆိုရင်ဟိုအဲကုမ္ပဏီတစ်ခုခုမှာပါတင်နေဆိုရင်လေအဲကိုအောင်ကိုရွေးအဲဟို ရေးထည့်ပိုင်းခွင့်လည်းအသေးမလားရှိရဲပေါ့အဲအဲ့လိုအဲ့လိုမျိုးအဲလှုပ်လို့ရတဲ့ဟာလည်းအများကြီးရှိရဲကျွန်တော်တို့ရှိမှာတော့အဲ channel တော့အဲ့လိုမျိုးခွင့်ထားတယ်ပေါ့နော်မျိုးသမီးမှုတ်လို့ကန့်သက်ထားတာကြီးမျိုးသားမှုတ်လို့ကန့်သက်ထားတာကြီးမရှိဘူးပေါ့နော်မင်းလှုပ်နိုင်တယ်မလားမင်းဥဆောင်နိုင်တယ်မင်းတာဝန်ယူနိုင်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာလှုပ်လို့ရတယ်အမျိုးသမီးဖြစ်မှာမျိုးသားဖြစ်မှာအဲအသက်ကြီးမှာအသက်ငယ်မှာအဲ့လိုမျိုးမရှိဘူးပိုကကျွမ်းကျင်နေပိုင်နိုင်တယ်ဒီရမှာ ိုကဥဆောင်နိုင်တယ်တာဝန်ယူနိုင်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာကလုတ်ပိုင်ခွင့်ရှိတယ်လုတ်ပိုင်ခွင့်ဆိုတာကတော့ဟိုကျွန်တော်တို့ကအဆင့်ဆင့်ကုတ်ကဲမှုနဲ့သွားရတာဦးဥမာဆိုရင်အဲကျွန်တော်ဌာကျွန်တော်ဌာနမှာဆိုရင်ကျွန်တော်ကျွန်တော်ကအကြီးဆုံးဆိုပေမဲ့လည်းကျွန်တော်ကိုမကြိုက်ဘူးအဲကျွန်တော်ကအဆင်မပြေဘူးအဲကျွန်တော်ကလုပ်ငန်းဆောင်တာကြီးအဲမကြည်ဘူးဆိုရင်ကျွန်တော်တို့ဒီမှာကအဲ့လိုမျိုး အဲတိုင်ကြားလို့ရတယ်ပေါ့နော်တိုင်ကြားလို့ရတယ်တိုင်ကြားတဲ့ခါကျရင်ကျွန်တော်တို့တရားရုံးတရားရုံးရှိတယ်တရားရုံးမှာစီစစ်တယ်ကျွန်တော်လုပ်ငန်းတာဝန်မကျေဘူးဆိုရင်နေရာပြောင်းအဲကျွန်တော်ကိုအဲဘယ်လိုပြောမလဲတာဝန်ပြက်ကွက်မှုနဲ့အဲအပြစ်ဒဏ်ချတာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အကုန်တုပ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ရှိမှာကတော့အဲ့လိုမျိုးတိုင်ကြားမှု system တစ်ခုတော့အဲ့လိုမျိုးရှိရဲဟိုကိုခုနကျွန်တော်ပြောသလိုပဲမိန်းကလေးဖြစ်ဖြစ်ယောက်ျားလေးဖြစ်ဖြစ်ဒီလုပ်ငန်းတာဝန်မှာတာဝန်ကြီးတယ်တာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝရှိရဲဆိုရင် အဲမင်းကလေးဖြစ်ဖြစ်ယောက်ျားလေးဖြစ်ဖြစ်အဲဘယ်ဌာနမှာမှသူကိုလှုပ်လို့ရပါလိမ့်ဗျာလိင်အကျန်းဖတ်မှုဆိုင်ရာပညာပေးရောပေါ့နော်တကယ်လို့လိင်အကျန်းဖတ်မှုဖြစ်လာခရင်ရောဒီចောင်းသားလက်ယုံတက်တော်အနေနဲ့ဘလို့မူဝါဒတွေချမှတ်ထားလဲရှင်ဟုတ်ပါအာကျွန်တော်တို့ပေါ့နော်ဟို လိမ္မာဆိုင်ရာအကြံဖွဲ့မှုမှာကအမျိုးသမီးတွေအတွက်လည်းမဟုတ်ဘဲနဲ့ပေါ့နော်။အမျိုးသားတွေတော့ဒါကျွန်တော်တို့ကအမြင်ထည့်ပြီးတော့စဉ်းစားရတယ်ပေါ့နော်။ဟိုအမျိုးသမီးတွေပဲလိမ္မာဆိုင်ရာအကြံဖတ်မှုခံရလည်းမဟုတ်ပေါ့နော်။ဒါအမျိုးသားတွေပါလိမ္မာဆိုင်ရာအကြံဖတ်မှုလည်းခံရနိုင်တယ်ပေါ့နော်။ခံရနိုင်တဲ့အခါကျတော့ကျွန်တော်တို့ဒီမှာအဲလိမ်ပိုင်ဆိုင်ရာအကျံဖက်အကျံဖက်ခံရပဲဖြစ်ဖြစ်ပေါ့နော်အဲနှုတ်အားဖြစ်ဖြစ်ဖြစ်လက်အားနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ဟိုဘလိုပဲပေါ့နော်ကိုယ့်ကိုယ်ကိုတယောက်ယောက်ကလိမ်ပိုင်ဆိုင်ရာ အာ sexual harassment ကို လုပ်တယ်ပဲဖြစ်ဖြစ်ပေါ့နော်။ဥပမာနှုတ်အားဖြင့်လုပ်တယ်ဆိုရင်ကျွန်တော်မကျင်နှုံမလား။အာမကျင်နှုံဆိုရင်သူ့ကိုဒါရိုက်သူ့ရဲ့ထက်ရာရှိအဲ तू ကသူ့ကတသားဆိုရင်တသားတသားဖြစ်ဖြစ်ဖြစ်ပေါ့နော်။တက်စိတ်ထရာသူဆိုရင်သူ့ရဲ့တဆင်းရှိရဲ့အဲတက်စိတ်မှုကိုပဲဖြစ်ဖြစ်ဒါမဟုတ်ဘူးဆိုရင်ကျွန်တော်တို့တိုင်ကြားလို့ရတယ်။အဲဌာနကိုပဲဖြစ်ဖြစ်ကျွန်တော်တို့တိုင်ကြားလို့ရတယ်။တိုင်ကြားပြီးရဲ့ခါကြရင်ကျွန်တော်တို့စီစစ်တယ်ပေါ့နော်။စီစစ်ပြီးတော့စီစစ်တာမှမှ အဲဌာနအစီစစ်လို့ရတဲ့လူတွေကိုကျွန်တော်တက်တည်နေတဲ့ကွာအဲ့လိုမျိုးအကုန်လုံးစီစစ်ပြီးတော့သူ့ကိုအရေးယူလို့ရတယ်ပြစ်ဒဏ်ကျတယ်ပေါ့နော်အဲ့လိုမျိုးဌာနတစ်ခုကျွန်တော်တို့မှာရှိရဲပေါ့နော်အဲ့ပြည့်ရခါကျရင်အဲ့လိုမျိုးဟိုအကျန်းဖက်ဟိုပေါ့နော်လိမ့်မိုင်းဆိုင်ရာအကျန်းဖက်တဲ့ကိစ္စတွေမှာဆိုရင်လည်းကျွန်တော်တို့ကြိုက်တဲ့ချိန်မရွေးမှာတိုင်ကြားလို့ရတယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့မှာရှိရဲပေါ့အဲဒါကတော့မိန်းကလေးအတွက်တည်းမဟုတ်ဘူးယောက်ျားလေးအတွက်ပါပေါ့နော်အဲဟို ကျွန်တော်မင်းကလေးတွေပဲလိမ်ပိုင်းဆိုင်ရာအကြံဖက်ခံရမဟုတ်ဘူးလीเนาะယောက်ျားလေးတွေပါလေလိမ်ပိုင်းဆိုင်ရာအကြံဖက်ခံရတဲ့ကိစ္စလေးဒါရှိနိုင်တာပဲလीเนาะဟိုတချို့နေရာတွေမှာဆိုလည်းရှိနေရှိတာပဲဟိုကျွန်တော်တို့စီမှာတော့ရှိတော့မရှိသေးပေမဲ့လေပြောလူစွာပြောလို့မရဘူးပြောလို့မရတဲ့အခါကျတော့ဟိုယောက်ျားလေးအတွက်ကောမင်းကလေးအတွက်ကောဒီလိမ်ပိုင်းဆိုင်ရာကိစ္စတော့အများကြီးထည့်သွင်းစဉ်းစားပြီးရတော့ဆေးပိုင်းဆိုင်ရာလေးပြန်သွားလိုက်ရအောင်လीเนาะအခုလက်ရှိနေဦးတော်လည်းမှာចောင်းသားလက်ယုံတက်တော့တက်တော်မှာပေါ့နော်ဘယ်အပိုင်းမှာတာဝန်ကိုဆောင်ရွက်နေလဲရှင့် ကျွန်တော်ဟိုအကြီးဆုံးတော့အကြီးဆုံးဆိုတာအထက်ကိုအကြီးဆုံးဆိုရင်စကလုံးတော့ကျွန်တော်မတုံးချင်တောင်ဝင်ရှိရပေါ့နော် တောင်ဝင်ရှိရလူပေါ့နော်အဲတောင်ဝင်ခံပေါ့အဲတောင်ဝင်ခံပေါ့နော်စိတ်ဘက်ဆိုင်ရာတောင်ဝင်ခံပေါ့နော်ဒါမဲ့အခုလက်ရှိကတော့ကျွန်တော်အဲရှေ့တန်းနေရာတနေရာမှာကျွန်တော်တောင်ဝင်ထမ်းဆောင်နေရာပေါ့အလူကြီးရတော့ကျွန်တော်မပြောတော့ပါဘူးရှေ့ပွဲအချိန်တွေကြောင်းပေါ့နော်ကုသခွင့်မရလိုက်တဲ့အခါမှာဒီရဲဘော်တွေရောမကယ်လိုက်နိုင်တဲ့အချိန်တွေရှိလားရှေ့ဟုတ်ပါအဲ့လိုအချိန်တွေမျိုးတွေလည်းကျွန်တော်တို့ကကြုံရတာပေါ့ကြုံရတယ် ာလို့လဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ကလမ်းဘန်းဆက်သွယ်ရေးထက်ခဲတယ်ပေါ့နော်လမ်းဘန်းဆက်သွယ်ရေးခက်ခဲတယ်ကျွန်တော်တို့ဒီဘက်နေရာဒီမှာကဘယ်လိုလဲဆိုတဲ့အခါကျတော့အမ်တခုခုဆိုရင်မိုးရတီလို့ဘာမျိုးဆိုရင်တခုခုဆိုရင်ကျွန်တော်တို့မှာဒီမှာကလမ်းလျှောက်ပဲသွားရတာဟုတ်ကျွန်တော်တို့စေးသေးဝတည်ယူတာပဲဖြစ်ဖြစ်လူနာတည်တာပဲဖြစ်ဖြစ်ကျွန်တော်တနေရာတနေရာအဲ့လိုလမ်းလျှောက်ပြီးသွားရတယ်အဲအဲ့လိုပဲပေါ့နော်အဲကျွန်တော်တို့အဲ့လိုမျိုးကိုဟိုကိုရဲပေါ့အဲထိကြိုက်တရားမိုင်းထိထားတယ်ထိကြိုက်တရားရပြီလေ အဲ့လိုအဲ့သူနဲ့အကွာဝေးရအနည်းဆုံး7နာရီလောက်သွားရလမ်းလျှောက်ပြီးတော့7နာရီလောက်သွားရတဲ့ခကြီးအ7နာရီတော့မဟုတ်6နာရီလောက်သွားရတဲ့ခကြီးအကွာဝေးမှာအကျွန်တော်ရောက်သွားတဲ့အချိန်မှာအဲ့လူနာရှိရဲ့နေရာကျွန်တော်ရဲဘော်ရှိရဲ့နေရာရောက်သွားတဲ့အချိန်မှာကအဲကြောက်သွားပြီပေါ့အဲ့လိုမျိုးဟာလေအများကြီးရှိရပေါ့ဒီအခုလိုရဲဘော်တွေကိုလေမကယ်လိုက်နိုင်တဲ့အချိန်ဒီမှာပေါ့နော်လူသားပဲပေါ့နော်ခန်းစားချက်တော့ရှိမှာပေါ့နော်အဲ့လိုအချိန်မှာရောဒီဘလို့အားမလဲနေတဲ့ကြော်ဖြက်လဲရှင်အမ် အဲ့ဒီတော့ကကြာသွားတဲ့ကကျွန်တော်လို့ပြောလဲတပည့်လို့ပြောတာပေါ့နော်အဲကျွန်တော်ရဲ့စိတ်တက်တာစိတ်တက်တာကြာအဲစိတ်တက်တာကြာကြာသွားတာပေါ့နော်အဲကြာသွားတာဆိုတာကသူကတခြားတစ်ယောက်ကိုကယ်ရင်းနဲ့ကယ်ဖို့သွားရင်းနဲ့သူကဟိုကြာသွားတာပေါ့နော်ကြာသွားတဲ့အချိန်မှာအဲလူတိုင်းကတော့ဝမ်းနေတာပေါ့တဲ့မလားကျွန်တော်လည်းဝမ်းနေတယ်လေဟိုကျွန်တော်ကျွန်တော်ရဲပေါ်ရဲပေါ်လည်းဖြစ်တယ်ကိုနဲ့အမြဲလက်ပွန်းတသိအဲရှိနေတဲ့ကို ဟိုဘလို့ကိုမောင်လေးလို့ပုံစံမျိုးလည်းဖြစ်တယ်ခေါ့နော်အဲအဲအဲ့လိုမျိုးဟိုအချိန်လေးမျိုးမှာဒါမှမဟုတ်ကျွန်တော်စိတ်ကဘလို့ပြင်းထားလဲဆိုတဲ့ခါကျဒီကောင်ဒီကောင်ကဲခြင်းနဲ့ကောင်ပြောလားဒီကောင်ကဲခြင်းကဲခြင်းနဲ့ကောင်သူသွားကဲရင်နဲ့သွားကဲတယ်သွားကဲရင်နဲ့ဒီလိုဖြစ်တယ်ပေါ့နော်အဲ့တော့သူဖြစ်ချင်တဲ့စိတ်ဆန္ဒကိုငါဖြည့်ဆည်းပေးရမယ်ဆိုပြီးတော့အဲ့လိုနောက်ပြောက်ကိုရအောင်ကဲဖို့အတွက်ကိုအဲလောက်တယ်ပေါ့နော်နောက်ချက်အဲ အခက်ခဲတွေပဲဖြစ်ဖြစ်ပေါ့နော်ဝန်ထဲဆရာကိစ္စတွေပဲဖြစ်ဖြစ်အဲဟိုစိတ်ဓာတ်ကျဆရာဆရာတွေပဲဖြစ်ဖြစ်ကျွန်တော်တို့စိန်ခေါ်မှုရှိတဲ့ကိစ္စဖြစ်ဖြစ်ဟိုအာကိုကိုစိတ်အားငယ်လာတဲ့အခါမျိုးပါပဲဖြစ်ဖြစ်ပေါ့နော်ကိုဘီနာရဲဘော်တွေကိုပြန်ကြည့်ရဲပြည့်ခါတိုင်းတော်လိုင်းကြီးမှာမပါမပါနိုင်တော့တဲ့တော်လိုင်းပြီးရင်အိမ်မပြတ်နိုင်တော့တဲ့ကျွန်တော်တို့ဟိုကြသွားတဲ့ရဲဘော်တွေအများကြီးရှိရဲပေါ့နော်အဲသူတို့ရဲ့မျက်နှာလေးကိုငြင်းပြန်ကြည့်ရဲဟိုပြန်ကြည့်ရဲ ပြီးရင်ဟိုဟိုပြန်ကြည့်ဖို့လေလူတာကျွန်တော်တို့မြဲအတူတူရှိခဲ့လူတွေတော်လန်ရင်းနဲ့မပါပါလိုင်းလူတွေသူတို့ပေးခဲ့တဲ့အသက်တီကိုလေလက်ကားလည်းဖြစ်စေချင်ဘူးအဲ့ခါကျတော့သူတို့အတွက်သူတို့မလုပ်လိုက်ရဘူးဆိုတဲ့အရာတွေအတွက်ကိုသူတို့ပါဝင်နေပြီးမှမပါလိုက်ရတော့ဘူးဆိုတဲ့အရာတွေအတွက်ကိုပေါ့နော်ကိုကနှစ်ဆပို့ပြီးတော့စူးစမ်းရမယ်ငါစိတ်အားငယ်နေလို့မရဘူးငါစိတ်တက်ကြနေလို့မရဘူးအဲဒီကိစ္စတွေကဘာမှမဟုတ်ဘူးတက်ပြီးွားတဲ့ကောင်တွေအောင်တက်ပြီးသွားပြီတရားမလား ကိုယ်စိတ်ကိုကိုယ်အဲ့လိုမျိုးအဲပြန်တင်းနေပြီးခါကျရင်ကြောဖြတ်တယ်အဲအဲ့လိုမျိုးပေါ့ခုနေဦးတော်လိုင်းမှာပေါ့နော်မျိုးသမီးပါဝင်မှုကလည်းများလာတယ်ပြီးတော့ဒီအမျိုးသမီးတွေအတွက်ရောဒီပြည်သူတွေအတွက်ရောသတင်းစကားလေးပါပေးလို့ရမလားရှင့်အဲသတင်းစကားသတင်းစကားတော့ဟိုပေါ့နော်အဲဟိုတခြားလူတွေလို့တော့ကျွန်တော်အများကြီးမပြောတတ်ပါဘူးဟိုကျွန်တော်တို့ဘာဖြစ်ဖြစ် တော်လည်းဟိုဟိုကျွန်တော်တို့ရဲ့စေဦးစီးချုပ်ကအဲ့လိုမျိုးပြောမှုတယ်ဗျာအဲ့ကျွန်တော်ဆိုလဲအဲ့လိုအဲ့စကားလေးတခုံးပဲအငယ်လက်လက်ကင်ထားတာဗောနော်ကျွန်တော်အသက်ရှင်ဖို့အတွက်နေတိုင်းဖမင်းစားနေတာမလားဖမင်းစားနေရရေတောက်နေတော်လည်းဟိဆိုတာအဲ့လိုပဲနေတိုင်းလုပ်နေရမယ်အရာဗျာတည်ရမလားကျွန်တော်တို့ဆက်အနာရှင်စနစ်ကိုပဲဆက်အနာရှင်စစ်ကောင်စီကိုပဲတိုက်ဖြတ်ဖို့မဟုတ်ဘူးစစ်ကောင်စီမှာရှိရဲ့ရန်နေရာတွေအကုန်လုံးကိုကျွန်တော်တိုက်ဖြတ်ဖို့ တိုက်ဖြတ်ပြီးအလွန်မှလည်းလွဲမှားနေတဲ့အယူအဆတွေအဲ့ဒါတွေအကုန်လုံးတိုက်ဖြတ်ဖို့အတွက်ပေါ့နော်ဒါတော့လန်ကြီးပေါ့နော်တော်လန်ကြီးဆိုတာကထောက်လျှောက်လုပ်နေရပါလေတော့နေ့တိုင်းထမင်းစားနေတယ်လို့လောက်ရမယ့်အရာဆိုတဲ့အခါကျတော့ညေတော်လန်ကြီးအဲတော်လိုင်းကြီးပုံပဲမျက်နှာမူပါဆိုတဲ့ဟာမျိုးပေါ့နော်ကျွန်တော်နေ့တိုင်းခမင်းစားတယ်လို့တော်လိုင်းကြီးလေးနေ့တိုင်းလှုပ်ဖို့ဒူပါလေဆိုတဲ့အကြောင်းအရာဒီပြောချင်ပါတယ် တော်လည်းရအောင်မယ်ဆိုတဲ့ဟာတော့အဲ့လိုမျိုးတော့မပြောတတ်ဘူးပေါ့နော်တကယ်တော့ဟိုအမြဲတမ်းကျွန်တော်တို့တော်လိုင်းကြီးဆိုတာလုပ်နေရမယ့်အရာ ਉ ဟိုမပြီးမချင်းပေါ့နော်ကျွန်တော်တို့ဟိုအဖိနှိတ်ခံနေဘက်ကနေပြီးတော့အမြဲအရက်တီပြီးတော့ကျွန်တော်တို့လူချင်းနဲ့နိုင်ငံတော်တစ်တရက်ဆိုတဲ့ဟာမျိုးလေးမပြစ်မချင်းကျွန်တော်တို့တော်လန်နေရမှာ ਉ အားကြောင့်မလို့ဟိုနေ့တိုင်းသမင်းစားနေတယ်လို့တော်လိုင်းကြီးလည်းနေ့တိုင်းလုပ်နေရပါဘော ခုလိုတော်လန်ပုံကံပြုံပေလိုအမှန်စီစဉ်ကိုဖြည့်ဆို့ပေးလို့ကေယူကျေးဇူးရင်တင်ပါတယ်ရှင်ဟုတ်ပါကျေးဇူးများတင်ပါတယ်ဒီအဖက်မှာတော့လောက်ပါပဲဖေးသက်ကြည့်လို့ရေနောက်ဘက်တွေမှာဘသူတွေကတော်လန်ပုံကံပြုံမီလိုအားမန်စီစဉ်ကို ပါဝင်သွားမလဲဆိုတာကို အပတ်စဉ်အင်္ဂါနေ့ညနေတိုင်းမှာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်